ေကျဥ်မြရတဲ့ဝိုင်းကငုံဥနဲ့စားတာပေါ့နော်ဆိုတော့ဒီတို့เนี่ยတော့တရတရချင်းเนี่ย ဆရာကြီးတို့နင်းပေါင်းချက်ထားတာပေါ့နော်ပြည့်ချင်တဲ့အဲဒီရက်ကတည်းကအဲ့လိုမျိုးဆရာကြီးတို့ဆွန်လာပို့တဲ့ထဲရမှာပေါ့နော်စမင်းထုပ်တွေပါလေလာဝယ်တဲ့ထဲကစက်သားတို့ပါလို့ပါတဲ့အင်းနေနဲ့ပေါင်းပြီးတော့ပေါ့နော်ဒါကိုပြည့်ချင်တဲ့ဟင်းပေါင်းလုပ်ထားတာပေါ့ဟင်းပေါင်းနဲ့ကျုပ်ပြုတ်ရတဲ့ဝမ်းကကျုပ်ပြုတ်ပေါ့နော်ကျုပ်ပြုတ်မရတဲ့ဝမ်းကငုံပြုတ်ပေါ့ အဲ့လိုဒီလိုဇလုံးနဲ့အလုံးဟာကိုအကုန်လုံးကိုပေါင်းပြီးတော့စားတာလဲဆိုတော့ဆရာတို့ရေအခက်အခဲရှိလို့ပေါ့နော်တပားကိုဇဇလုံးစားရဲဆိုလို့ရှိရင်ဆရာတို့ရေရေအတွက်ကအပါအပါ130ရှိရဲဆိုတော့ဇလုံး130ဆေးရမယ်ပေါ့နော်ဟင်းပကံနဲ့ဗာနဲ့ဆိုလို့ရှိရင်ပစ္စည်းပေါင်း150ကျော်လောက်ဆေးရမှာပေါ့150ကျော်ကိုမကဘူးဆရာလေးတို့ဝိုင်းအပြည့်20ကျော်ဆိုတော့ဆေးရမယ့်အရေးအတွက်ပေါင်းက 190 180လောက်ယူရရှိတယ်ပေါ့နော်အဲ့ဒါဆရာလေးတို့ရေအခက်ခဲလေးရှိတာဖြစ်တဲ့အတွက်ပေါ့ရေဆေးတဲ့ဆေးဖို့အတွက်ပစ္စည်းတွေပြန်ဆေးဖို့အတွက်ရေမလုံလောက်လို့ပေါ့နော်ဒီတိုင်းလေးပဲဆရာလေးတို့အာယုံစွမ်းမဖြစ်ဖြစ်နေစွမ်းမဖြစ်ဖြစ်ဒီလိုလေးပဲပေါင်းပြီးတော့ဆရာလေးတို့ဆွန်ကိစ္စကိုဖြည့်ရှင်းရတာဖြစ်ပါတယ်ဆရာလေးတို့ဝေးယုံနေရလဲမပါဘူးပေါ့နော်အချိုးတိတိရဲ့ပုံကိုယ်တွေနေနဲ့ဆရာလေးတွေ ဆွဆတာဝေယုံမပါဘူးလို့ပြောပွဲရရှိတယ်ပေါ့ဆရာလေးတို့ဝေယုံနဲ့အားလုံးကတောင်းတိုက်ပုံမှာပဲရှိပါတယ်ဆရာလေးတို့ငလင်းလှုပ်တဲ့နေ့ကစပြီးတော့မှတောင်းတိုက်ပုံကိုမတက်တော့ဘူးဆိုတော့ဝေယုံနေလည်းမပါပါဘူးအဝတ်တစ်ထည်ကိုတစ်ခုနဲ့ပြေးဆင်းလာပြီးတော့အပြင်မှာရေချိုးလို့ရေချိုးပြီးတော့ပေါ့နော်လှမ်းထားတဲ့ဒီခါဝင်တဲ့အင်ဂျင်နဲ့အဲ့ဒီနှစ်ခုပဲရှိတယ်ပေါ့ တော်တော်များများကလေးတွေမှာဝတ်ရုံမပါခဲ့ဘူးပေါ့နော်ကိုလွတ်ပဲပြေးလာတာဖြစ်တဲ့အတွက်အဲခုထိလဲဆရာလေးတို့တက်မယူပါဘူးစိုးရိမ်လို့ပါကိုရအဝတ်စားတွေတွားယူနေတဲ့အချိန်မှာမတော်တဆများလူကြမယ်ဆိုရင်စိတ်ပူတဲ့အတွက်ပေါ့နော်ဆရာလေးတို့တွားမယူပဲနဲ့ဒီတိုင်းလေးပဲနေထားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘောကဆရာလေးတို့ဝတ်အပ်တယ်ပေါ့နော်အဝတ်စားတွေမပါနေရင်လဲနားလဲပေးကြပါလို့မေတ္တာရက်ခံပါတယ်ဆရာလေး ဒီကောင်းလေးဖယ်ဥပမာတော့